င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကြီးပွားရေးရက်ွက်အောင်တစ္ဆာလမ်းမရှိတဲ့လူငယ်တွေကိုစစ်ကောင်စီအတွက်ပေါ်တာဆွဲပေးနေတဲ့ပြူစောထီးတွေကိုလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်သတိပေးခဲ့တယ်လို့ MSYF မြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ် မတ်လ20ရက်နေ့နေ့လယ်တနာရီကျော်လောက်ကလက်ပစ်ပုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူတွေကိုစစ်တပ်နဲ့ပေါင်းပြီးအနိုင်မကျင့်အောင်နဲ့ပေါ်တာဆွဲဖို့တွေမလုပ်ဖို့တတိပေးတဲ့သဘောမျိုးလှုံ့ဆော်ခဲ့တာလို့ဆိုပါရယ်မနက်ကလေးကမစ်ရှင်လုပ်ဖို့ရှိပေမဲ့ကလေးတွေစာမဝဲဖြည့်ဆုံနေရာတွေရှိလို့စောင့်ပြီးတနာရီကျော်လောက်မှလှုပ်ဖြစ်ခဲ့တာဖြစ်ကထိခိုက်မှုကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ MSYF တာဝန်ခံဘိုးနိုင်က TVB ကိုပြောပါရယ် ပစ်ခတ်မှုအပြီးတင်ကန်းကျွန်းမြို့နယ်ပြည်တော်စုတရားနယ်လမ်းဆောင်နေရာတွေမှာစစ်တပ်ကပိတ်ဆို့ပြီးရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ဆိုပါရယ်မတ်လ19ရက်နေ့ညကလည်းရန်ကုန်တိုင်းအင်းစိန်မြို့နယ်မင်္ဂလာတုံးလမ်းမကြီးဘော်ကမှုခင်းရဲတပ်ဖွဲ့ရုံကင်းစခန်းအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရပြီးကင်းတာဝင်ကြနေတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင် မကွေးတိုင်းထီးလင်းမြို့နယ်တဲကအလဲပန်းကြီးရွာကိုစစ်ကောင်စီတပ်ကမတ်လ20ရက်နေ့မနက်2နာရီဝန်းကျင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတချို့နဲ့အိမ်မွေးဒရိစံတချို့ထိခိုက်သေးဆုံးခဲ့တယ်လို့လူနေအများအပြားလဲထိခိုက်ပျက်စီးကုန်တယ်လို့ထီးလင်းပကဖကပြောပါရယ် ပြည်သူတွေအိမ်မောကြနေတဲ့အချိန်ညနေပိုင်းမှာမကွေးလီတပ်ကနေတက်လာတဲ့ jet fighter ကပေါင်200ဘုံကျဲချပြီး rocket တွေအပြင်ဆက်တနက်တွေနဲ့ပါပစ်ခတ်သွားလို့ဒေသခံ၄ဦးသေဆုံးပြီး25ရာလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီထဲမှာစိုးရင်ရတဲ့သူ900လောက်ရှိတယ်လို့ထီလင်းပါကဖာရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ ဖုန်ကျိတိုက်ခိုက်မှုကြောင့်လူနေ90ကျော်လောက်ပျက်စီးခဲ့ရပြီး10လုံးကတော့လုံးဝနေပါမီးလောင်သွားကာရွာထဲမှာမကွဲသေးတဲ့ဘုံတွေလည်းရှိတာကြောင့်ဒေသခံတွေကရွာပြင်နဲ့တခြားနေရာတွေမှာပြောင်းရွှေ့နေနေရတယ်လို့လည်းဆိုပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးရောနေဘက်မှာနေတိုင်းလိုလိုတိုက်ခိုက်ခံရရတယ်လို့ထီလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတအုပ်က TV ကိုပြောပါရယ် ။စကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေနဲ့ထိစပ်နေတဲ့မကွေးတိုင်းအထက်ပိုင်းကရောဒေတာဟောင်းမကွေးတိုင်းအတွင်းတော်လိုင်းအင်အားကောင်းတဲ့ဒေတာတစ်ခုဖြစ်ပြီးစစ်တပ်ကအဆက်အသွယ်ရေးလိုင်းတွေလည်းဖြတ်တောက်ထားတယ်လို့သိရပါတယ်ရှင်။ကလေးမျိုးနယ်အတွင်းက၃လကြာစပေးရှောင်နေရတဲ့စစ်ရှောင်၃000ကျော်အတွက်တောက်သုံးရီစေဝါနဲ့စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်တွေက ပြောပါရယ်ဒီသတင်းကိုလင်းရေးပေးပို့ထားပါရယ်ရှင် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေကြောင့်ကျေးရွာတွေကနေထွက်ပြေးနေရတဲ့သခိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းကစစ်ဘေးရှောင်3000ကျော်ဟာတောက်သုံးရင်နဲ့နေထိုင်စားသောက်ဖို့အတွက်အခက်အခဲတွေဖြစ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ပိုင်းကစတင်ကကလေးမျိုးနယ်တောင်ပိုင်းကကျေးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေဟာတောတောင်နယ်တွင်ကလေကြောင်းရဲ့လွတ်နိုင်မဲ့ချောင်းနေမြောင်းနေကြမှာအုံလာနေပါနေထိုင်နေကြရတာလို့ဆိုပါတယ်။စစ်ဘေးတိတ်ရှောင်လာသူတွေထဲမှာတကြီးရွယ်တွေမတန်ဆွမ်းတွေမိဘကနေကိုဝင်ဆောင်မိခင်တွေနဲ့ကျမ်းမာရေးချိုးတက်နေသူတွေရှိကြပြီး စစ်ဘေးတိတ်ဆောင်ရင်ဈေးကူသားခွင့်မရလို့တည်ဆုံသွားရတဲ့တကြီးရွယ်ဦးတွေလည်းရှိခဲ့တယ်လို့ကလေးမျိုးနယ်လူသားစာနာတာဝန်ခံကပြောပါတယ်ဆိုင်ဒီမှာဆေးရှောင်စက20ကျော်ရှိပြီးတော့အဲဆေးပြေရှောင်နေရတဲ့ပြည်သူလူထုပေါင်းအဲလူဦးရေတပိတ်6000ကျော်ရှိနေပြီ။အဲဆေးပြေရှောင်နေကတော့အခုချိန်မှာတော့သူတို့ကအစားဝတ်နေရေးအဓိကပါပဲ။အစားဝတ်နေရေးနဲ့အကျော်ဒီနေရာထိုင်နေတဲ့ဆေးဝါးစောက်ရှောက်မှုပါပဲ။ ကလင်းမြို့နယ်တောင်ဝင်းမှာရှိတဲ့ကျေးရွာ၈၀၀ကျော်ကဒေသခံတွေတိမ်းချောင်နေကြရတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏရှိနေတဲ့အတွက်နေရဲမပြန့်နှံ့ရသေးဘူးလို့ဆိုပါတယ်။လက်ရှိမှာရာသီဥတုပူပင်း၆သိပ်လာတဲ့အတွက်စစ်ဆောင်တွေဟာရေရှားပမှုနဲ့ပါရင်ဆိုင်နေရပြီးရေမတန်ရှင်းတဲ့အတွက်ဝိုင်းယောဂါနဲ့ရေပြားယောဂါဖြစ်ပွားသူတွေလည်းရှိနေတယ်လို့စစ်ဆောင်တွေကပြောပါတယ်။မိုးကားတွေစောင်းချင်အောင်နေတားလိုအပ်နေရအခုလောဆယ်တော့သူတို့တွေမှာနီးရတာပေယိုးလေးတွေကိုအပုံလေးတွေတဲလေးတွေလုတ်ပြီးမှဆုံနေကြတဲ့ အနေထားလေးတွေဖြစ်တယ်။တကြီးရောဝရီရောကလေးတငယ်တွေရောကိုယ်တော်မိခင်တွေရောတော်ဒုက္ခရောက်နေတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်။အခုလောလောဆယ်တော့ဒီဘက်မှာစစ်ဆောင်ကာလကဒီတိုင်းရှိဆက်သွားမယ်ဆိုရင်တော့ကျမကြီးဆောင်ရှင်မှုဒါအလိုအထောက်ပံ့မှုတွေတအားလိုအပ်နေပါတယ်ဒီဘက်မှာ။ဒီစားပါတဲ့အချိန်ကာလရောက်တဲ့ခါကျတော့ဒီလိုအပ်တယ်ပြီးတော့စစ်ဆောင်လူကြီးရလည်းတအားများတော့ခေါင်းပွားမှုတွေရရှိတဲ့ခါကျတော့လည်းဟိုပြီးတဲ့လောက်ဟိုမငှားကြဘူးပေါ့နော်။အနှဲငယ်ပဲရတဲ့အနေထားလေးဖြစ်တယ်ဗျ။ ကလေးမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့နေမိရှုဖြည့်ဆည်းမှုတွေကြောင့်ဒေသခံနေ3000ကျော်မီးလောင်ဆုံးရှုံးတာပြီးဒေသရင်းစစ်ဘေးရှောင်36000ကျော်အထိရှိနေတယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေရဲ့စာရင်းတွေအရသိရပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးယုံ UNOCHA ရဲ့2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရအနာသိမိနောက်နိုင်ငံတော်ဝန်နေရဲစွန်ကထွက်ပြေးနေရသူ3.5တန်းကျော်ရှိနေတယ်လို့သိရပါတယ်။ကျွန်တော်လေးရင်ပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်